ဆိုးဆိုးဝါးဝါးကြီးဆိုလို့ရှင်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ငယ်စိမ့်နဲ့နင်းလာခါလို့ဥဒါရှိတယ်ချားပြတ်မေးနေတာဆရာတော်ဒီနန္ဒာမောင်ဝိနာပါပါဒီနိုင်ငံဆိုင်ရာပုဂ္ဂိုလ်တွေမျက်မြင်ပုံတွေမြင်မှုတာမျိုးရှိတာကြီးကြီးမားမားကျွန်တော်သိတယ်ကျွန်တော်တို့ကိုယ်တို့စပြီးတော့တည်ကြတဲ့ချိန်ကမိုးဆွေဆိုတာစာရေးသူအနေနဲ့ကျွန်တော်သိတယ်ဟုတ်ကဲ့အဲ့တော့အရှင်ကလည်းညံမိုးတုံမှွန်နှမ်းဆိုပြီးတော့ကျွန်တော် ကလောင်ရှိင်းရဲ့စဆာရေးတယ်ဟုတ်တယ်နောက်မှမှွန်နှမ်းပြေဖြစ်လာဟုတ်တယ်ဒီဟာလေးနဲ့မှွန်နှမ်းပြေနဲ့အကုန်နဲ့ဆက်ဆက်ပြီးတော့စောက်ကလေးပါရထုတ်တာတွေရှိခဲ့ကိုရီဒီဗလန်ကိုရောက်လာရဲဆိုတာလဲမခံချင်တဲ့ကိုကတချောင်းကိုကဒီဟာလေးနဲ့အခန်ပညာလေးနဲ့အခန်ရှိထားတဲ့အခါကိုញ្ញမ်းရှိနေတယ်ပြီးတော့ဒီကောင်လေးဘာမှမသိမဲ့ရေးနေရတယ်မြင်တယ်တချို့ကောင်ဟုတ်တယ်ဝိထုလို့ကွာမခံလားနိုင်ပညာရှင်တွေမှားနေအဲအဲ့လိုရေးဖြစ်တော့ငါထားရေးမယ်ကွာဆိုပြီးရေးပြစ်သွားတာတချောင်းကိုစာရေးဖို့ဝါသနာပါတဲ့ချောင်းရေးပြစ်တယ်ဒီဗလန်ကိုအဓိကပြောနေတာဒီဗလန်ကိုရောက်လာတဲ့လူတွေများဒီကနေ့ပတ်သက်တွေ့ကြုံရှိတဲ့လူများဟုတ်တ တွဲယုံရှိမှလည်းယုံကြည်တာဟုတ်တယ်တန်းကဖန်ကလည်းတော့ဖန်ရင်းလို့ဖန်ရင်းလို့ကြောက်မလားနာနာဘောင်းနဲ့ပတ်သက်တာကဆိုရင်တော့ဒိဋ္ဌိအနေနဲ့ပတ်သက်တဲ့ပို့တွေ့ရတယ်အကိုအနေနဲ့လည်းဒိဋ္ဌိအနေညီမဆက်သားဝင်နေအောင်ကျွန်တော်တွေ့ရတယ် ကုန်လည်းတွေ့မှုကြုံမှုထင်ပါတယ်ကျွန်တော်တို့အိမ်မှာလည်းတွေ့ခဲ့ရတယ်စိုးစိုးဝါးဝါးကြီးဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ငယ်စိမ်းနဲ့နင်းလာငါလာလို့ခုတည်းရှိတယ်စော်ကားလာတော့သူတို့စော်ကားယူတော့မဟုတ်ဘူးအဒီတောင်မှဘလူးဆောင်နေဟုတ်လားစောင်းနေဆိုလို့ရှိရင်မစောင်းတော့တေချာလားဆရာတွေကမိတ္တပို့ပြီးတော့တက်ပါပြောတယ်ဆရာကစော်ကားလာလည်းမဟုတ်ဆရာသက်ကောင်နေပယ်ရှောင်းရေရောက်ဒေါသထိုင်နေဖောင်းနေဆောင်ပညာကမ်းမှလည်းမပါဘူးဒါပေမဲ့ဖောင်းဆောင်ဒေါသနဲ့မင်းမင်းဒီမှာစောင်းနေဆိုလို့ရှိရင်ဘာလို့ပြီးအောင်ပြအားမလို့လုပ်နေရှိတယ်